Adobe Photoshop နဲ့ဓာတ်ပုံတွေပြင်တဲ့အခါဒီဇိုင်းတွေဆွဲတဲ့အခါမှာကိုယ့်ရဲ့မူရင်းဓာတ်ပုံရဲ့ size မပြတ်သွားအောင် size အချောင်းအချက်ပြုတ်လုတဲ့နီလန်းလေးတွေကိုကျွန်တော်ဒီသင်ခန်းစာလေးမှာအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဒါလေးတွေကိုလက်တွေ့ပြပေးဖို့ရာအတွက် Photoshop software လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ်။အခုလက်ရှိကျွန်တော်သင်ပြပေးမယ့် Adobe Photoshop software version ကတော့ Adobe Photoshop CC 2020 version နဲ့ တင်ကြားပေးသွားမှာဖြစ်ပါတယ်အခုကျွန်တော်တို့ Photoshop software လေးပွင့်လာပြီဆိုရင်တော့ကိုပြုတ်ပြင်မဲ့ဓာတ်ပုံလေးတစ်ပုံကိုကျွန်တော်တို့အရင်ဆုံးဖွင့်ပေးရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ Photoshop မှာဓာတ်ပုံလေးတွေဖွင့်ကျင်နေဆိုရင်တော့ကျွန်တော်တို့ file ထဲကနေပြီးတော့မှ open ဒါမှမဟုတ်ကျွန်တော်တို့ keyboard shortcut နဲ့ control ရယ် o ရယ်နှိပ်ပြီးတော့မှကျွန်တော်တို့ဖွင့်လို့ရပါတယ် file ထဲကနေပြီးတော့ open ဆိုတာပဲနှိပ်နေ keyboard shortcut နဲ့ control နဲ့ o နဲ့နှိပ်ပြီးတော့လဲကျွန်တော်တို့ကိုယ့်ရဲ့ computer ထဲမှာရှိတဲ့ ဓာတ်ပုံလေးတွေကိုဖွင့်ပေးလို့ရပါတယ်အခုဒီမှာတော့ကျွန်တော်က final ကနေပြီးတော့ open ဆိုတာလေးနှိပ်လိုက်ပါမယ်နှိပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကိုပြုတ်ပြင်မဲ့ဓာတ်ပုံလေးတစ်ပုံဖွင့်ချင်တာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ကွန်ပျူတာထဲမှာကိုသိမ်းထားတဲ့ file လမ်းကြောင်းလေးကိုရွေးပြီးတော့ဖွင့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဓာတ်ပုံလေးတွေထည့်ထားတာက data d တွေကနေပြီးတော့မှ design ပို့ဆိုတဲ့အထဲမှာ Photoshop CC 2020 color ထဲမှာကျွန်တော်တို့ထည့်ထားပါတယ်။ wallpaper ဆိုတဲ့အထဲကနေပြီးတော့ ဝယ်ဒီဖိုတိုဆိုတဲ့ဖိုတာလေးထဲမှာကျွန်တော်တို့ပရိဝတ်တင်ရိုက်ထားတဲ့ဓာတ်ပုံလေးတွေထည့်ထားပါတယ်။ဒီတော့ဒီထဲကနေပြီးတော့မှကျွန်တော်ဒီရဲ့ဓာတ်ပုံလေးကိုအသုံးပြုပြီးတော့ဓာတ်ပုံတွေကိုမူရင်းဆိုင်မပြတ်သွားအောင်ဆိုင်အချက်အချက်ပြုလုပ်တဲ့နီလန်လေးတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဒီပုံလေးကိုကျွန်တော်တို့ဆက်လက်ပေးတယ်။ open ဆိုပြီးတော့မှနှိပ်လိုက်ပါမယ်။ open နေလိုက်တဲ့အကောင်မှာဆိုရင်တော့ဒီမှာပုံလေးတစ်ပုံပွင့်လာပါတယ်။ဒီရက်ဓာတ်ပုံလေးကအခုလောလောဆယ်ကျွန်တော်တို့ဒီရက် site အနေထားရှိတယ်ပေါ့နော်။ဒါကိုကျွန်တော်တို့ကစာရွက်အသစ်လေးတရွက်လောက်ကျွန်တော်တို့ခေါ်ပြီးတော့မှဒီပုံကိုကျွန်တော်တို့စွဲပြီးတော့မှထည့်ကြည့်မှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့စာရွက်အသစ်တရွက်ထပ်ပြီးတော့ခေါ်မယ်။ file နဲ့ကနေပြီးတော့မှ new ဒါမှမဟုတ် keyboard ကနေပြီးတော့မှ control ရဲ့အနေရဲ့နှိပ်ပြီးတော့မှစာရွက်လေးအသစ်တရွက်ကျွန်တော်တို့ထပ်ပြီးတော့ခေါ်လို့ရပါတယ်။ file နဲ့ကနေပြီးတော့ new နှိပ်လိုက်ပါတယ်။ ပြီးရင်တော့ကျွန်တော်တို့ဒီမှာစာရွက်ကိုနမူနာအနေနဲ့ကျွန်တော်တို့ process စာရွက်ကိုအလဲလိုက်အနေထားလေးခေါ်မှာဖြစ်တဲ့အတွက် landscape sip four ဆိုတာလေးကိုကျွန်တော်တို့ရွေးချယ်လိုက်ပါမယ်။ဒီနေရာလေးမှာကျွန်တော်တို့မတွေ့ဘူးဆိုရင်တော့ဓာတ်ပုံတွေရှိတဲ့စာရွက် site တွေကကျွန်တော်တို့ photo ဆိုတဲ့ထဲကိုဝင်ပေးရပါမယ်။အော်ဒီရဲ့နေရာလေးမှာကျွန်တော်တို့ forces ကိုအလဲလိုက်အနေထားလေးခေါ်ချင်တာဖြစ်တဲ့အတွက် landscape sim force ဆိုတာလေးကျွန်တော်တို့ရွေးချယ်လိုက်ပါမယ်။သူ့ကိုကလစ်တစ်ချက်နှိပ်ပြီးသွားပြီဆိုရင်တော့ဒီမှာကျွန်တော်တို့ final name လေးတွေကိုကြိုက်နှစ်သက်တာပေးခဲ့လို့ရတယ်။ ဒါလေးတော့ရွေးပြီးသွားပြီဆိုရင်တော့အောက်မှာရှိနေတဲ့ create ဆိုတာလေးနှဲလိုက်ပါမယ်နှဲလိုက်တာနဲ့တပြိုင်တည်းဒီမှာကျွန်တော်တို့ forces စာရွက်အလဲလိုက်အနေထားလေးစာရွက်လေးတစ်ရွက်ရောက်ရှိလာပါတယ်ဒီတော့ဒီရဲ့စာရွက်အแทကိုကျွန်တော်တို့ကဒီဘက်မှာရှိတဲ့ဓာတ်ပုံလေးကျွန်တော်တို့ဆွဲပြီးတော့မှထည့်ချင်တာဖြစ်တဲ့အတွက်ဒီဓာတ်ပုံလေးရဲ့ဘာရန်လေးရနေပြီးတော့မောင်းရက်လက်ကလစ်လေးနဲ့အောက်ကိုဖိဆွဲချလိုက်ပါမယ် ချာပြီးသွားပြီဆိုရင်တော့ဒီဓာတ်ပုံကိုကျွန်တော်တို့ကစာရွက်ထဲကိုဆွဲပြီးတော့မှထည့်มาဖြစ်တဲ့အတွက်အလွယ်တကူပဲကျွန်တော်တို့မောက်ရက်လက်ကလစ်လေးနဲ့ဓာတ်ပုံလေးကိုဖိဆွဲပြီးတော့စာရွက်ထဲကိုထည့်လိုက်ပါတယ်။ထည့်ပြီးသွားပြီဆိုရင်တော့ဒီပုံလေးကကျွန်တော်တို့မလိုအပ်တော့တာဖြစ်တဲ့အတွက် သူ့ရဲ့ဘားဒန်လေးကနေပြီးတော့မောင်ရက်လက်ကလစ်လေးနဲ့ဖိဆွဲပြီးတော့မှအပေါ်ဘားဒန်လေးမှာအခုလိုအနေထားလေးရအောင်ကျွန်တော်တို့ပြန်ပြီးတော့မှပုံမှန်အတိုင်းတင်ပေးလိုက်ပါမယ်။ဒါကကျွန်တော်တို့ဖွင့်ထားခဲ့တဲ့ဓာတ်ပုံလေးပါ။ဒီဘက်မှာတော့ကျွန်တော်တို့စာရွက်လေးထဲမှာဓာတ်ပုံလေးဆွဲထည့်ခဲ့လိုက်တဲ့အနေထားလေးရရှိသွားမှာဖြစ်ပါတယ်။ဒီတော့ဒီပုံလေးကကျွန်တော်တို့ကစာရွက်ထဲမှာအပြည့်မရှိနေတာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့အဒေါင်လေးကိုကတ်မယ်။ပြီးရင်ဒီပုံကိုအနေငယ်ကျွန်တော်တို့အဲပုံကိုချဲ့ကျင်တာဖြစ်တဲ့အတွက် ကီးဘောက်ကနေပြီးတော့ control ရဲ့ t ရဲ့နှိပ်ပြီးတော့ free transform tool လေးခေါ်လိုက်ပါတယ် control နဲ့ t နဲ့ကိုနှိပ်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုး down လေးတွေမှာ pointer အမှတ်လေးတွေပေါ်လာပါလိမ့်မယ်ကျွန်တော်တို့ပုံကိုချဲ့ချင်တာဖြစ်တဲ့အတွက် down နဲ့ပြီးတော့အခုလိုမျိုးအနေထားလေးကျွန်တော်တို့ဆွဲပြီးတော့မှချဲ့လိုက်ပါမယ်စာရွက်ရဲ့အပြည့်အနေထားလေးရသွားပြီဆိုရင်တော့ကျွန်တော်တို့ keyboard ကနေပြီးတော့မှ enter လေးခောက်ပေးလိုက်ပါမယ်အခုလောလောဆယ်တော့ကျွန်တော်တို့က forces စာရွက်အလဲလိုက်အနေထားလေးမှာ ကိုယ့်ရဲ့ဓာတ်ပုံလေးကတော့ကျွန်တော်တို့အပြည့်အနေထားဝင်သွားတာမှန်တယ်။ဒါပေမဲ့ကျွန်တော်တို့လိုချင်တာကဒီလိုပုံစံအတိုင်းမဟုတ်ဘဲနဲ့ဒီရဲ့ဓာတ်ပုံလေးကိုကျွန်တော်တို့ကအပေါ်တွေအောက်တွေမှာတော့ထပ်ပြီးတော့မချဲ့တော့ဘဲနဲ့ဘေးဘက်လေးတွေမှာထပ်ပြီးတော့မှ site ကိုနည်းနည်းလေးကျွန်တော်တို့ချဲ့ချင်တာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ site တွေချဲ့ဖို့ရာအတွက်ဆိုရင်တော့ crow 2လေးယူပြီးတော့မှ site ကိုချဲ့လိုက်လို့ရပါတယ်။ဒါကြောင့် crow 2ကိုယူချင်တဲ့ဆိုရင်တော့ keyboard ကနေပြီးတော့ CO နှိပ်ပြီးတော့မှ crow 2ကိုခေါ်လို့ရတယ်။ ီလိုမျိုးကျွန်တော်တို့ keyboard shortcut CO မနှိပ်တတ်ဘူးဆိုရင်လည်း2ဘောက်ကနေပြီးတော့မှကျွန်တော်တို့ဒီမှာ control 2ဆိုတာလေးကိုကျွန်တော်တို့ဝင်ပေးလို့ရပါတယ်ဒီရဲ့ control 2တွေကနေပြီးတော့မှ control 2ဆိုတာလေးကိုရွေးချယ်လို့ရတယ် keyboard shortcut နဲ့သုံးချင်တယ်ဆိုရင်တော့ keyboard ကနေပြီးတော့မှ CO နှိပ်ပြီးတော့မှကျွန်တော်တို့ခေါ်လို့ရပါတယ်ဒါလေးကျွန်တော်တို့က control 2လေးဝင်သွားပြီဆိုရင်တော့တခါတလေမှဒီအပေါ်မှာကျွန်တော်တို့ကသူ့ရဲ့ site တွေကျွန်တော်တို့တခါတည်းချိုးပြီးသားကြီးတွေဝင်နေတတ်ပါတယ် ဒီလိုမျိုးကျွန်တော်တို့ကဝင်နေတယ်ဆိုရင်တော့ဒီမှာရှိနေတဲ့ကလီးယားဆိုတာလေးကိုကျွန်တော်တို့တစ်ချက်တော့နှိပ်ပေးလိုက်ပါမယ်နှိပ်ပြီးသွားပြီဆိုရင်တော့ဒီပုံကိုကျွန်တော်တို့ကဘဲဘက်ညာဘက်တွေ site တွေကိုအနှဲငယ်ချဲ့ကျင်တာဖြစ်တဲ့အတွက်မောက်ရက်လက်ကလေးလေးနဲ့ကိုချဲ့ကျင်တဲ့အနေထားလေးတွေကိုအခုလိုမျိုးလေးဆွဲပြီးတော့မှဘေးလေးတွေကိုချဲ့လိုက်လို့ရပါတယ်။ဟောဒီလိုပုံစံလေးကျွန်တော်တို့ရသွားပြီဆိုရင်တော့ keyboard ကနေပြီးတော့ under လေးခောက်လိုက်ပါမယ်။ under ခောက်လိုက်တာနဲ့တပြိုင်တည်းဒီမှာကျွန်တော်တို့နောက်ခံ background ကအမဲအောင်ကြီးနဲ့ဝင်နေပါတယ်။ ျွန်တော်တို့ဒီမှာ layer ပေါင်းလေးမှာမူရင်းဓာတ်ပုံရဲ့ကျွန်တော်တို့အောက်မှာ background layer ဆိုတာလေးရှိတယ်။သူ့ကိုမျက်စိလေးမှိတ်လိုက်တာနဲ့တပြိုင်တည်းအော်ဒီမှာကျွန်တော်တို့က background အမဲအောင်မဟုတ်တော့ဘဲနဲ့ transparency background အနေနဲ့အခုလိုမျိုးလေးဝင်သွားပါတယ်။ဒီတော့ဒီဓာတ်ပုံကိုကျွန်တော်တို့က site တွေချဲ့မဲ့အခါမှာဆိုရင်တော့ဒီမှာကျွန်တော်တို့သူ့ကိုတစ်ချက်လောက် control ရဲ့ t ရဲ့နှိပ်တောင်းရနေပြီးတော့မှအစောနာလိုမျိုးဆွဲချဲ့တယ်ဆိုရင်ကျွန်တော်တို့မူလဓာတ်ပုံရဲ့ site တွေက ကျွန်တော်တို့ပြောင်းလဲသွားတယ်အနေအထားတွေကျွန်တော်တို့ပြောင်းလဲသွားပါတယ်ဒါကြောင့်ဒီလိုပုံစံတွေမလုပ်တော့ဘဲနဲ့ကျွန်တော်တို့ဒီမှာကီးဘောက်ကနေပြီးတော့ရှစ်ကိုလက်ကပြတယ်ဟောဒီဘဘေးကိုကျွန်တော်တို့ဆွဲပြီးတော့ချက်လိုက်တယ်ဒီဘဘေးကိုကျွန်တော်တို့ဆွဲပြီးတော့ချက်လိုက်တယ်ဒီလိုမျိုးတွေဆွဲချက်တဲ့အခါမှာလဲကိုယ့်ရဲ့မူလဓာတ်ပုံမှာကျွန်တော်တို့ဓာတ်ပုံကြီးကအခုလိုမျိုးဘေးကိုကာကာကြီးကျွန်တော်တို့ဖြစ်သွားတာကိုတွေ့ရပါတယ်ဒါကြောင့်ဒီလိုအနေထားနဲ့ကျွန်တော်တို့ကပုံမှန်အတိုင်း control ရဲ့ tn နှိပ်ပြီးတော့မှချဲ့လို့မရတော့ဘူးဒါကြောင့်ကျွန်တော်တို့ဘယ်လိုလုပ်ပေးမလဲဆိုတော့ဒီပုံလေးမှာကျွန်တော်တို့ကကိုလိုချင်တဲ့အစီအပိုင်းလေးတွေကို selection လေးပေးပြီးတော့မှ selection ကိုစိတ်ခဲ့ပေးရမှာဖြစ်ပါတယ်ဒါကြောင့်ဒီရဲ့ဓာတ်ပုံလေးကိုကျွန်တော်တို့ကကိုလိုချင်တဲ့အစီအပိုင်းလေးကဒီရဲ့လူပုံလေးတွေဖြစ်တဲ့အတွက်လူပုံလေးတွေကိုကျွန်တော်တို့ကတည်တံ့ selection လေးပေးဖို့လိုပါတယ် selection တွေပေးတဲ့အခါမှာတော့ကျွန်တော်တို့တူးပေါက်ထဲမှာရှိနေတဲ့ပန်တူးတွေ quick selection တူးတွေလေဆိုတူးတွေပေါ့နော်ဒါတွေနဲ့ကျွန်တော်တို့ကစိတ်တိုင်းကျတူးတစ်ခုကိုယူပြီးတော့ selection ပေးလို့ရပါတယ်အခုလက်ရှိကျွန်တော်ပြပေးတဲ့ Adobe Photoshop CC 2020 version မှာတော့ selection ပေးတဲ့အခါမှာတစ်ခါတည်း click တစ်ချက်နှိပ်လိုက်တာနဲ့ auto select ပေးလို့ရတဲ့ feature လေးတစ်ခုပါလာပါတယ်ဒါလေးကတော့ကျွန်တော်တို့ select ထဲကနေပြီးတော့မှ subject ဆိုတာလေးဖြစ်ပါတယ် ဒီတော့ကျွန်တော်တို့ကဒီရက်ဓာတ်ပုံမှာကိုလိုဂျင်ရဲ့အစိပ်ပိုင်းလေးတွေကိုဆက်လက်ပြီးမှဖြစ်တဲ့အတွက်ဆက်လက်ထဲရနေပြီးတော့ subject ဆိုတာလေးနေလိုက်ပါတယ် subject ဆိုတာလေးနေလိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးလေးပေါ်လာရင်ကျွန်တော်တို့ခဏလေးစောင့်ပေးလိုက်တာနဲ့တပြိုင်တည်းဒီမှာကိုလိုဂျင်ရဲ့မူရင်းဓာတ်ပုံလေးကိုအခုလိုမျိုးလေးကျွန်တော်တို့ selection ဝင်သွားပါတယ်ဒီလိုမျိုး selection ဝင်သွားပြီဆိုရင်တော့ဒီရက် selection လေးကိုကျွန်တော်တို့ကစိတ်ကပေးရမှာဖြစ်တဲ့အတွက်ဆက်လက်ထဲရနေပြီးတော့မှ စေး selection ဆိုတာလေးကိုကျွန်တော်တို့နှိပ်ပေးရပါမယ်။စေး selection ဆိုတာလေးနှိပ်ပြီးသွားပြီဆိုရင်တော့ဟောဒီမှာကျွန်တော်တို့က name နဲ့နာမည်လေးသူကပေးခိုင်းပါတယ်။ဒီတော့နာမည်ကိုကျွန်တော်တို့ကိုကြိုက်နှစ်သက်တဲ့နာမည်တစ်ခုခုကျွန်တော်တို့ရေးခဲ့ပေးလိုက်ပါမယ်။ကျွန်တော်ကတော့ဒီမှာတက်ဆိုပြီးတော့ပေးလိုက်ပါတယ်။ Okay လေးနှိပ်ခဲ့လိုက်ပါမယ်။ဒါလေးပြီးသွားပြီဆိုရင်တော့ဒီရဲ့ selection လေးကိုကျွန်တော်တို့ပြန်ပြီးတော့ဖြုတ်ပေးရပါတော့မယ်။ control ရဲ့ d ရဲ့နှိပ်ပြီးတော့ selection လေးကိုပြန်ပြီးတော့ဖြုတ်လိုက်လို့ရပါတယ်။ selection ဖြုတ်ပြီးသွားပြီဆိုရင်တော့ဒီရဲ့မူရင်းဓာတ်ပုံကိုကျွန်တော်တို့က site မပြတ်တော့အောင်ကျွန်တော်တို့ဒီမှာဒီရဲ့ပုံနေတဲ့အပိုင်းလေးတွေမှာနောက်ကန် background လေးတွေကြည့်ပဲဆွဲပြီးတော့မှကျွန်တော်တို့ကဖြည့်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ edit menu တွေကိုဝင်ပေးရပါတယ် edit menu တွေကနေပြီးတော့မှကျွန်တော်တို့ဒီမှာ content aware scale 2ဆိုတာလေးကျွန်တော်တို့ရှိပါတယ်ဟောဒီရဲ့နေရာလေးမှာကျွန်တော်တို့သေချာလေးကြည့်ပေးရမယ်နော် edit menu တွေကနေပြီးတော့မှ content aware skill ဆိုတဲ့ကျွန်တော်တို့ feature လေးသုံးပေးရပါမယ်။သူ့ကိုသုံးဖို့ရအတွက်ဆိုရင်တော့ keyboard shortcut နဲ့အသုံးပြုခြင်းနဲ့ဆိုရင် order shift control c ကိုကျွန်တော်တို့နှိပ်ပေးလို့လည်းရတယ်။ edit ထဲကနေပြီးတော့မှ content aware skill ကိုကျွန်တော်တို့ကနှိပ်ပေးလည်းရပါတယ်။ဒီတော့ကျွန်တော်ကတော့ဒီမှာက edit menu ထဲကနေပြီးတော့မှ content aware skill ဆိုတာလေးကျွန်တော်တို့သုံးလိုက်ပါတယ်။ shortcut နဲ့သုံးခြင်းနဲ့သူကတော့ control order shift c ကိုကျွန်တော်တို့နှိပ်ပေးလို့ရပါတယ်။ဟောဒီမှာကျွန်တော်တို့ click တစ်ချက်နှိပ်လိုက်ပါမယ်။ နှိပ်ပြီးသွားပြီဆိုတာနဲ့အခုလိုမျိုးကျွန်တော်တို့ဒီမှာ pre transform လို့ပုံစံလေးကျွန်တော်တို့ပေါ်လာပါတယ်ပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့အစောနာက selection ကိုစေလောက်ခဲ့တဲ့အပိုင်းလေးကလွဲပြီးတော့ကျန်တဲ့အပိုင်းတွေကို ကျွန်တော်တို့ကချဲ့ကျင်တာဖြစ်တဲ့အတွက်ဒီရအပေါ်က option ဘားလေးမှာကျွန်တော်တို့ဒီနေရာလေးမှာ none ဆိုပြီးတော့ဖြစ်နေပါတယ်ဒီအနေအားလေးကိုကလစ်တစ်ချက်နှိပ်ပြီးတော့အစောနောက်ကကျွန်တော်တို့ selection ပေးပြီးတော့မှ save ခဲ့လိုက်တဲ့အခါမှာကျွန်တော် text ဆိုပြီးတော့မှနာမည်လေးပေးခဲ့လိုက်တယ် တကူပေးထားတဲ့နံပါတ်လေးကိုကျွန်တော်တို့ရွေးချယ်လိုက်ပါမယ်။ရွေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီရဲ့နေရာလေးမှာအခုလိုမျိုးလေးဘေးကိုဆွဲပြီးတော့မှ ချက်ပေးရတော့မှာဖြစ်ပါတယ်။ချက်တဲ့အခါမှာတော့ကျွန်တော်တို့ keyboard ကနေပြီးတော့ shift key လေးကိုလက်ကနေပြထားပါမယ်။ပြီးသွားပြီဆိုရင်တော့အခုလိုမျိုးလေးဖြည်းဖြည်းချင်းလေးဆွဲပြီးတော့မှချက်လိုက်ပါမယ်။ချက်လိုက်တဲ့အခါမှာဆိုရင်ကိုယ့်ရဲ့ selection ပေးထားတဲ့မူလဓာတ်ပုံလူပုံတွေကပြောင်းလဲခြင်းမရှိဘဲနဲ့ နောက်ကန် background လေးတွေပဲပြောင်းလဲသွားတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒီဘက်လည်းဒီလိုပါပဲ keyboard ကနေပြီးတော့ရှစ်ကိုလက်ကဖိထားပါမယ်ပေါရလက်ကလက်လေးနဲ့အခုလိုမျိုးလေးကျွန်တော်တို့ဖိဆွဲပါမယ်။ဆွဲတဲ့အခါမှာတော့ကျွန်တော်တို့ကဖြည်းဖြည်းချင်းလေးဆွဲပေးရမယ်နော်။ကျွန်တော်တို့အများကြီးချက်ချင်းတန်းပြီးတော့ဆွဲလိုက်တဲ့အခါမှာကိုယ့်ရဲ့မူရင်းဓာတ်ပုံကျွန်တော်တို့ပြတ်သွားမှာဆိုတဲ့အတွက်အခုလိုမျိုးလေးဖြည်းဖြည်းချင်းလေးဆွဲပေးလိုက်ပါမယ်။ ဒါဆိုရင်တော့ကျွန်တော်တို့မူလဓာတ်ပုံရဲ့အနေထားကပြတ်သွားတာမျိုးမရှိတော့ဘဲနဲ့နောက်ကန် background လေးတွေပဲကျွန်တော်တို့ပြောင်းလဲပြီးတော့မှ site ကိုချဲ့ပြီးတော့ကျွန်တော်တို့စာရွက်ထဲမှာလွတ်နေတဲ့အပိုင်းလေးတွေကိုဆွဲပြီးတော့ချဲ့ပေးလိုက်တာဖြစ်ပါတယ်။ကိုယ့်ရဲ့စိတ်တိုင်းကျဖြစ်သွားပြီဆိုရင်တော့ keyboard ကနေပြီးတော့ enter လေးခောက်ပေးလိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့ရရှိသွားပြီဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ Photoshop မှာ တက်ပုံတွေပြင်တဲ့အခါဒါမှမဟုတ်ကျွန်တော်တို့ poster design တွေပေါ့နော်အရှင်ကြီးတွေကျွန်တော်တို့ဖန်တီးတဲ့အခါမျိုးမှာကိုယ့်ရဲ့မူလတက်ပုံလေးတွေကို site မပြတ်စေဘဲနဲ့နောက်ခံ background လေးတွေကိုပဲရွေးချယ်ပြီးတော့အဲစာရွက်ရဲ့အပြည့်ဆွဲပြီးတော့ချဲ့ကျင်တဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့ဒီရဲ့နီလန်လေးအတိုင်းအသုံးပြုပေးလို့ရပါတယ်။ဒီရဲ့နီလန်လေးကလက်တွေ့လုပ်ငန်းခွင်မှာလည်းအရန်အသုံးဝင်တဲ့သင်ခန်းစာလေးတစ်ခုဖြစ်တဲ့အတွက်ကိုကိုတိုင်းလက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါ။အကယ်၍ကိုကိုတိုင်းလေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်။ ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်။အကယ်၍ကိုကိုယ်တိုင်လေ့ကျင့်ပြီးသွားပြီးကိုလည်းအမှန်တကယ် Photoshop ထဲမှာအခုလိုမျိုးဓာတ်ပုံလေးတွေကိုမူရင်း site မပြတ်စေဘဲနဲ့ဒီ site တွေကိုအချောအချက်လုတ်တက်နေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ comment လေးမှာ Tiwani Dance ဆိုပြီးတော့ရေးခဲ့ပေးပါအောင်ခင်ဗျာ။ဒါမှကျွန်တော်သင်ပေးတဲ့သင်ခန်းစာတွေကိုဘယ်သူတွေကတော့အမှန်တကယ်လိုက်ပြီးတော့လေ့လာနေပါတယ်။ လင်းကျင့်နေပါတယ်ဆိုတာလေးတွေကိုကျွန်တော်ကိုယ်တိုင်လည်းသိရအောင်လို့ပါအခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းနာလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ